ညီနောင်မဟာမိတ်သုံးခွဲကအပြည့်ရဲ့တက်တန်းတွင်မြင့်ထတာကိုစစ်ကောင်စီကခွင့်ကောင်းယူပြီးတော့အစမပြတ်ထိုးစစ်ဆန်တက်ခင်နေတဲ့အတွက်နောက်ချုံမြို့နယ်မှာတိုက်ပွဲတွေဟာပြင်းထန်နေစေဖြစ်တယ်လို့တောင်တက်တရန်လေကတက်တန်းထောက်ပြပါတယ်တိုက်ပွဲအတွက်မှာစစ်ကောင်စီရဲ့လက်နက်ကြီးလေးချောင်းအပြင် နိုင်ငံကကတားမြစ်ကန့်သက်ထားတဲ့အစင်းငွေဘုံတွေကိုပါအုံပြုတ်တက်ခဲနေတယ်လို့နေကတရန်လေးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဇွန်လ၁၅ရက်နေ့ကနောက်ချုံမြို့နယ်အုံမတင်ရေမောင်းတန်းနဲ့လက်ပတ်ကုန်းကြေးရွာတို့မှာစစ်ကောင်စီကလက်နက်ကြီး၃လုံး၊တရုံနဲ့အစစ်ပေါင်း38လုံး၊ဘုံ35လုံးတို့ကိုချိန်ရှာတက်ခဲ့ခဲ့တယ်လို့တရန်လေးရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။တစ်ဆက်တည်းမှာပဲစစ်ကောင်စီကတိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ကြေးရွာတွေကိုပါ ုံကျဲတက်ခိုက်နေပြီးတော့မနေ့ကညောင်ချီရွာမှာတက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲနဲ့လက်နက်ကြီးသုံးလုံးကျက်ခတ်တက်ခဲ့တယ်လို့တရန်လေးကပြောထားပါတယ်။ဇွန်လ၁၄ရက်နေ့ကနောင်ချုံမြို့နယ်ရွှေသန်းပနေကုန်းတရက်ကုန်းနဲ့လက်ပတ်ကုန်းတက်ပွဲတွေမှာစစ်ကောင်စီကလက်နက်ကြီးအလုံးချစ်စင်နဲ့ဒေယုံပုံး၂၆လုံးကိုပြစ်ကူပဲတက်ခတ်ခဲ့တယ်လို့တောက်ပြန်ရှင်းပါရှိပါတယ်။စစ်ကောင်စီကဒီမြေပြင်မှာစစ်ရေးအရင်နေလာပြီဆိုရင်ဒါလေကြောင်းကနေထုံးတဲ့အတိုင်းပဲကျွန်တော်တို့ဒီ လေချောင်းတိုက်ခိုက်မှုလုပ်တယ်ပြီးရင်ဒီဓာတ်ုဘုံတွေတုံးနေဟာတော့သူတို့ရဲ့ဒါအလေးထအလို့ကိုပဲဖြစ်နေပြီအဲဒီတောင်ခန်းတဝိုက်မှာလည်းကျွန်တော်တို့ဒီကန်ကြီးတဝိုက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်အဲဒါမဲ့ဒီကျွန်တော်တို့ဒီနောင်ချိုကြီးပေါ့နော်တိမ်ပင်လေဘက်ကစစ်ကြောင်းကတော့သူတို့ရှေ့ဆက်တိုးလို့လည်းမရအောင်နောက်ဆုတ်လို့လည်းမရအောင်ပေါ့နော်အဲ့အနေထားမျိုးကိုသွားပြီးတွေ့ရပါတယ်သွားပြီးတွေ့ရတယ်ပြီးတော့တောင်ခန်းပေါ့နော်နောင်ချိုတောင်ခန်းဒေတာကရှမ်းမြောက်နဲ့ရှမ်းတောင်ကိုအဲ့အတွက်တကားပေါက်တနေရာလို့ပြောရမှာပေါ့နော်အဲ့အတွက် ဒီတရားနာလေးအတွက်ကောစစ်ကောင်စီအတွက်ကောအတတမြအရေးကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်ပြီးရင်နောင်ချိုကိုရသွားပြီဆိုရင်ရထားတဲ့နေရာကပေါ့နော်ကျွန်တော်တို့ဒီပြင်ဦးတွေကိုလည်းပြန်ပြီးတော့ထိ ंछ ုပ်ထားနိုင်တယ်လို့မိုးကုတ်ဘက်ကလည်းစစ်ကြောင်းထိုးတိုက်ခိုက်လို့ရတဲ့အနေအထားမျိုးရှိတယ်။နောက်ချိုဟာစစ်ကောင်စီအတွက်စည်ရေးပြူဟာအရအလွန်အရေးပါပါတယ်။လက်ရှိမှာတရားလေးက ခန်းစဲအနေနဲ့ကုခန်နေရပြင်မဲ့လဲနောက်ရှိုဒေတာကိုလက်လွှတ်ဖို့အခြေအနေမရှိတဲ့အတွက်နှစ်ဖက်တပ်ပွဲတွေဟာပြန့်ထန်နေဦးမယ်လို့လေလာသူတွေကသုံးသပ်မှုတွေရှိကြပါတယ်။လက်ရှိမှာတပ်ပွဲတွေကြောင့်နောက်ရှိုမြို့ခန်တွေအပါအဝန်တောင်းနေရှိတဲ့ဒေတာခန်တွေဟာဘဲလဲရကိုစပယ်တင်းချောင်းနေကြရပါတယ်။တရုတ်ရဲ့ဂျာမန်ဆွေးနွေးမှုတွေကြောင့်စစ်ကောင်စီနဲ့တရံလို့ကြမှာတစ်ဆုံဆင်းနွေးမှုတွေရှိပေမဲ့ရလမထွက်ပဲပြည်ဆုံးခဲ့ပါတယ်။တစ်ဖက်မှာတရံလေအနေနဲ့တရုတ်ရဲ့ PR တွေကြောင့်ထိုးစိတ်တွေကိုရပ်တန့်ထားရပါတယ်။စစ်ကောင်စီဟာအဲ့ဒီအခြေအနေတွေကိုအခွင့်ကောင်းယူပြီး တရားလဲထိရှောက်ရအောင်ရှော်ဒေတာကိုဥတည်ပြီးတော့မြေပြန်စစ်အံအလုံးအယံအပြန်လေချောင်းပစ်ကိုတွင်နဲ့အကြီးကျယ်ထိုးစစ်ဆန်ပြီးတော့နောက်ရှိုးကိုပြန်ရဖို့ကြိုးပမ်းနေပါတယ်။စကိုင်းငလျံကြောင့်တရားလဲအပါဝင်ညီတော်မဟာမိတ်တုံးဖွဲ့ဟာရာကြီးအကြည့်ရကလာတုံးမြန်ထတာဟာတုံးကျင်အထိရှိလာပြီဖြစ်ပါတယ်။ဒုတိယကျင်အကြည့်ရကလာတက်တန်းကွန်ဆွန်ရင်ထိုးစစ်စတ်တယ်လို့တရားလဲကကြိုးဆော်ခဲ့ပေမဲ့လည်းဇွန်လကုန်အထိထက်မှန်တက်တန်းတုံးမြန်ခဲ့တာပါ။ ညီတော်မဟာမိတ်တွန်းဖွဲ့အနေနဲ့အခုအပြည့်ရတက်တန်းကွန်ဆုံဘာကထက်မှန်တက်တန်းတွန်းမဲ့အချင်းနဲ့နေပါပြီအဲ့ဒီလိုအပြည့်ရတက်တန်းမတွန်းရင်တရားလည်ရဲ့ထိုးစစ်တွေနဲ့အတူတပ်ပွဲအရှင်မြန်လာနိုင်တယ်လို့အကြေခဲတွေကသုံးသပ်မှုတွေရှိကြပါတယ်။